လွန်ခဲ့သောနှစ်ပေါင်း30ခန်းလောက်ကစကိုင်းတိုင်းဒေသကြီးကတာမြို့နယ်တွင်ကရွာလေးတွေအားမှာကုမျိုးဝင်းနဲ့မခိနောင်းလို့ခေါ်တဲ့ကျင်စာဦးဇနီးမောင်နှံတို့ရှိခဲ့ပါတယ်။မိဘတွေသဘောတူလို့ယူခဲ့ကြတာမဟုတ်ဘဲနဲ့တယောက်ကိုတယောက်ချစ်ခင်နှစ်သက်လွန်းတာကြောင့်မိဘတွေသဘောမတူတဲ့ကြာကဇွတ်တင်ရွှေလက်တွဲခဲ့ကြခြင်းဖြစ်ပါတယ်။တာမန်လက်လုတ်လက်စာကုမျိုးဝင်းနဲ့အဲ့ဒီခေတ်ခါကတောတထေးလို့ဆိုရတဲ့မိသားစုတို့မှပေါက်ဖွာလာတဲ့ခင်နောင်းတို့ရဲ့အိမ်နောင်ဦးကာလာအစအခက်ခဲပါတယ်ဆိုတဲ့ဘဝရည်ထက်ပို့ပြီးတော့ကြမ်းတမ်းခဲ့ပါတယ်။ခက်ခဲပင်ပန်းစွာရုန်းကန်နေရတဲ့ကြာကပဲတမီးလေးတယောက်ရ ကအစဉ်ပြေစအချိန်မှာတော့အတိတ်ဘဝကဝတ်ကြီးတွေမကုန်တာကြောင့်ပေးဆက်ရသည်ပဲလားဒိုဒီမဟုတ်မိသားစုလိုက်မြည်သူသောကကြမာစုကိုဖက်တွယ်ခဲ့ကြလိမ့်မသည်တမိသားစုလုံးကကြမာစုဒုက္ခစုနဲ့ကြုံရကလူဘဝကြီးကိုရှေ့စဉ်နောက်စဉ်ခွဲခွာခဲ့ကြရပါတယ်အဲလိုဆိုရင်တော့မြည်သူသောကိစ္စတွေကြောင့်တမိသားစုလုံးကန်ဆိုးမှုမောင်ကြခဲ့ရလဲကျွန်တော်ကိုယ်တိုင်ကလည်းဤအကြောင်းအရာကိုစသီးကစားအချိန်မှာအလွန်မင်းသိကျင်ခဲ့တာကြောင့်ကိုမျိုးဝင်းရဲ့ဘာကြီးဝမ်းခွဲတော်ဆက်သူအဖိုးဥပအူကိုမျက်နာပူစွာနဲ့ပဲမေးမြန်းစုံစမ်းခဲ့ရပါတယ်အဲဒီအခါဇေယျာကြောင့်မိန်ဖြောဖြောရှိ ိနေတဲ့ဘာကြီးရဲ့မျက်လုံးစုံဟာရီဝေဆွဆွလာလျက်အယောင်တလက်လက်တောက်လာကအရီအဖြစ်ပြက်ဆိုကြီးကိုတပ်ပြင်းမောတွေချပြီးတော့တခါတည်းံတိမ်ဝင်သွားတဲ့အတန်တို့ဟာထိန်းလျက်တနည်းအလိုလိုကျလာတဲ့မျက်ရည်ပေါက်ကြီးငယ်တို့ကိုတုတ်လျက်တဖုံဝမ်းနဲ့ပူဆွေးခက်ခဲပင်ပန်းစွာအောက်ပါအတိုင်းပြောပြလျာဒီဖြစ်ပျက်တွေကိုပြောပြခဲ့တဲ့ဘာကြီးရဲ့ဆန္ဒကြောင့်အမည်နဲ့နေရက်လိပ်စာတွေကိုတော့လွှဲရေးထားပါကြောင်းဥစွာပထမတင်ပြလိုက်ပါတယ်ခင်ဗျမိခင်တော်ရှင်းပြီ နေဟိုဘက်ယွာမျိုးဝင်းဆိုတဲ့ကောင်နဲ့ကြိုက်နေဆိုဟုတ်လားအဖေကဘာသူပြောရလဲငါ့ကိုဘာသူပြောတာလဲဒီပိုင်ပြန်မင်းမနေစမ်းနဲ့ဟုတ်လားမဟုတ်ဘူးလားပဲဖြေမဟုတ်ပါဘူးအဖေကလည်းတမီးကကြိုက်ပါမလားအဲ့လိုလူမျိုးအေးအေးအဲ့ဆိုရင်လည်းပြီးတာပါပဲငါနားတဲ့ကိုသတင်းတွေရောက်လာလို့ငါမေးရနင်းနေထိုင်စင်ကျင်နော်တခုခုကြားလို့ရှင်နော်နင်းသေးပဲကြားလာမိခင်တော့ဟုတ်ဟုတ်ကဲ့ဖေအေးအေးသွားတော့သွား လာနုမင်းသမီးကိုလည်းမကြည့်ထိန်တာနော်ဟုတ်ကဲ့ပါကိုထွန်းတော်ရဲ့ရှင်းကိုကြည့်ရလဲပင်မန်းလိုက်တာသမီးလေးကလိန်မာပြီးသားပါသူနားလဲပါတယ်တော့ဟေးမင်းအဲ့လိုရှေ့ကနေကာစီကာစီလုံနေလို့ဟိုကကဲနေတာသိလားမင်းလည်းကြက်ကြက်တရိထားနော်စိတ်ဆိုးမှန်ဆိုနဲ့တိန်လုံးကိုစူပူကျိမောင်းကထော်လာကြီးတစည်းနဲ့ထွက်သွားတဲ့ဦးထွန်းတော်ကြောပြင်ကိုကြည့်ကဒေါ်လာနုတယောက်ကတပြင်းမောရှိတခုကိုချလိုက်ပါတယ်ဟုတ်တော်လဲဟုတ်ပါတယ်ဦးထွန်းတော်နဲ့ဒေါ်ခင်နောင်းတို့မှာသမီးလေးတူရဲရှိတာကြောင့်သမီးလေးငငယ်ကလေးကလိုချင်တာမှန်သမျှကိုဖြည့်ဆည်းပေးခဲ့ပါတယ်တူဦးဒီတော့သမီးလေးဖြစ်တာကြောင့်လည်းနှစ်ဖက်မိဘဆွေမျိုး တွေအားလုံးကအလိုလိုက်အကြိုက်ဆောင်ကဖူးဖူးမှုတ်ထားခဲ့ပါတယ်။သမီးရေခင်းအောင်ရှင်းမေလာပါဦးကွယ်ဟုတ် မိခင်ဖြစ်သူလမ်းခေါ်လိုက်တာကြောင့်အိမ်ငန်းထဲဝင်ကအလပြင်းနေတဲ့ခင်နှောင်းတယောက်ဟာလုံကြီးလေးပြင်ဝေရင်နဲ့မိခင်ရှိရာစီကိုရှောက်လာခဲ့ပါတယ်။သမီးဖြစ်သူရောက်လာတာနဲ့ဒေါ်လာနုတယောက်ဟာသမီးကိုစစ်စစ်ကြည့်ကသမီးမျိုးဝင်းဆိုတဲ့ကောင်လေးနဲ့ဖြစ်နေတယ်ဆိုတာဟုတ်လား။ဟာအမေကလည်းခုနအဖေလည်းဒါပဲမေးနေ။အခုအမေကပါထပ်ပြီးတော့မေးနေစိတ်ညစ်လိုက်တာ။ဖြစ်ရခဲ့တဲ့မေးခွန်းမထင်ပါနဲ့ခေါင်းကစပင်းလေးကိုဖွာရင်းနဲ့စိတ်ရှုပ်စွာပြန်ပြေးလာတဲ့သမီးဖြစ်သူခင်နှောင်းကိုကြည့်ပြီးတော့ဒေါ်လာနုပြုံးလျက်သမီးရဲ့အမေလည်းငေရာနေကြည်လာတာပါ။အမေနားလေပါတယ်သိလား။ဒီအမေနဲ့ ီသမီး2ယောက်တည်းရှိတဲ့ဥစားအမေကိုမပြောလို့သမီးကဘာလို့ပြောမှလဲအမေကိုအမှန်တိုင်းသာပြောနော်ချိုသားစွာပြောလာတဲ့မိခင်ရဲ့စကားကိုခင်တော့မလွန်ဆန်ရက်ပါဘူးအဲ့ဒါကြောင့်မဲဟုတ်ဟုတ်ပါတယ်မေရဲ့သမီးတို့ချင်းမြစ်တံမျှနေကြပါတယ်ပြီးတော့လေမေကုမျိုးကယူသားပါတယ်မေရဲ့ တမီးတို့သဘောတူပေးပါနော်ညုံးငယ်စွာနဲ့ပြောလာတဲ့အသက်20ရွယ်တမီးဖြစ်သူကိုကြည်ရင်နဲ့ဒေါ်လာနှုတ်တယောက်တက်ပြင်းတစ်ချက်ကိုရှိုက်ခါတမီးတို့လိုအရွယ်ဆိုတာအချစ်ကိုခံစားတတ်ကြတာအမေနားလဲပါတယ်ကွယ်ဒါပေမဲ့လည်းတမီးရဲ့တမီးဖေရဲ့ဒေါသကိုလည်းသိရတာနဲ့တမီးဖေကိုအမေမနိုင်ပါဘူးတမီးရဲ့ဒေါ်လာနှုတ်ရဲ့ပြောစကားကြောင့်ခင်နောင်းတယောက်ကမျက်ရည်ဝဲလာပြီးတော့အိမ်ထဲကိုဝင်လာခဲ့လိုက်ပါတော့တယ်မျက်ရည်လေးတဝဲဝဲနဲ့ထွက်ခွာသွားတဲ့တမီးဖြစ်သူကိုကြည်ပြီးတော့ဒေါ်လာနှုတ်ကိုယ်တိုင်စိတ်မကောင်းဖြစ်ရပါတယ်ဒါပေမဲ့လည်းသူလည်းဘာမှတော့မတတ်နိုင်ပါဘူးတဦးတည်းသောတမီးလေးမျိုးဖခင်တယောက်ရဲ့စေတနာဒေါ် ောဒါကိုလည်းသူအပြစ်မမြင်လို့ပါဖယ်ရင်နဲ့တမီးကြားမြည်တို့မြည်ပုံအဆင်ပြေအောင်လုပ်ပေးရမလဲလို့တွေးပြီးတော့ဒေါ်လာနှုတ်တယောက်ဟာစိတ်ရှုပ်နေပါတော့တယ်။နောင်ပြောလေကိုမျိုးရဲ့နောင်ရဲ့အိမ်ဟာကိုမျိုးနဲ့သဘောမတူဘူးဆို။ဟုတ်တယ်ကိုမျိုးရဲ့နောင်ဘယ်လိုလုပ်ရမလဲမသိပါဘူးကိုမျိုးရဲ့နောင်ကလေကိုမျိုးနဲ့လည်းမခွဲနိုင်ဘူး။အဖေကလည်းကြောက်တယ်တော့။ဆိုရင်ပူပန်စွာနဲ့မျက်မှောင်လေးကြုံပြီးတော့ပြောလာတဲ့ချစ်ရသူလေးနောင်ရဲ့လက်ဖောင်းဖောင်းလေးကိုမျိုးဝင်းကဆွဲယူလိုက်ခါနောင်လေးဘာမှမကြောက်နဲ့နော်။ကိုမျိုးတယောက်လုံးရှိရဲ့။ ဘယ်တော့မှမခွဲသွားဘူးသဘောမတူဘူးဆိုလို့ရှင်လဲခိုးပြစ်မှာပေါ့နောက်ရင်နောက်ကိုကိုမျိုးရှာကျွေးနိုင်ပါတယ်ကွာယူရကျင်နာစွာပြောလာတဲ့မျိုးဝင်းရဲ့ဇကားတွေကြောင့်ခင်နောက်တယောက်ကအပူနဲ့နဲ့တက်တာသွားသလိုရှိသွားပါတယ်အဲဒီနောက်မှာတော့မျိုးဝင်းကိုချစ်ခင်အားကိုတဲ့မျက်ဝန်းအနေနဲ့ကြည့်ပြီးတော့ကိုမျိုးတကယ်ပြောရနော်ဘယ်တော့မှထားမသွားရအောင်နော်ဂရိပေးရမယ်ကလေးတယောက်လို့ပြောလာတဲ့ချစ်ရသူခင်နောက်အပြောကြောင့်မျိုးဝင်းတယောက်သဘောကျစွာရဲ့ရင်နဲ့ဂရိပေးပါတယ်ဗျာဂရိဂရိနော် အဲဒီလိုမျိုးချစ်သူတို့ရဲ့တဘာဝတိုင်းရွာထိတ်မှရှိတဲ့ညောင်မင်းကြီးအောက်မှာတီတီတတာပြောနေကြတာကိုတွေ့သွားတဲ့လူတယောက်ရှိပါတယ်။အဲဒီလူကတော့အခြားသူတော့မဟုတ်ပါဘူး။ခေနောင်းရဲ့ဘေးဦးထွန်းတောက်ရဲ့တပည့်တယောက်ဝင်ဖြစ်ပါတယ်။သို့တော်လည်းသူတို့အားတွေ့သွားတဲ့လူတယောက်ရှိတာကိုတော့မျိုးဝင်းရောခေနောင်းမှသိရှိခဲ့ခြင်းတော့မရှိပါဘူး။လာဇန်းခွေးမဒါနင်ဘယ်ကပြန်လာလဲ။ဟိုဟိုရွာလေပိုင်းကပြန်လာတာပါဖေ။တချင်းလေးကြီးကအိမ်ထဲကိုဝင်လာတဲ့ခေနောင်းမှဖခင်ဖြစ်သူရဲ့အော်တန်ကြောင့်လန့်သွားကအထစ်ထစ်ငုံငုံဖြေမိပါတယ်။ဘာလို့ရွာလေပိုင်းကလဲ။ဟမ်။ငါအားလုံးသိပြီပြီနော်။ နေဟိုကောင်နဲ့တွေ့လားမဟုတ်လားအမိုက်မမိဘမျက်နှာကိုအိုးမဲ့တုတ်တဲ့ကောင်မဟမ်လာနုလာနုဟေးလာနုနေဒီကိုလာစမ်းစိတ်ဆိုးဒေါသထွက်ကတရှူးရှူးတရှဲရှဲနဲ့စူပူကျိမ့်မောင်းနေတဲ့ဥထွန်းတောက်စီကိုဒေါ်လာနုတယောက်ဟာခက်တုတ်တုတ်လျှောက်လာရင်လည်းတရှုံရှုံငိုနေတဲ့တမီးဖြစ်သူရဲ့လက်ကလေးကိုကင်ထားလိုက်ပါတယ် အဲ့ဒီခါမှာဒေါ်လာနုရဲ့အပြုတ်မှုကိုကြည့်ပြီးတော့ပုံမဒေါ်သထွက်သွားရတဲ့ဥထွန်းတောက်ဟာမင်းအလိုလိုက်လို့ဖြစ်တာလာနုရဲ့မင်းသမီးကိုအဲ့ကောင်နဲ့ငါလုံးဝသဘောမတူဘူးနော်။အေးမင်းကြည့်ထိန်တာငါလုံးလွန့်သေတော့မယ်သမီးနှစ်ယောက်လုံးဟုတ်ပါကိုထွန်းတောက်ရဲ့စိတ်ကိုလျှော့လိုက်ပါသမီးလေးကလည်းအရွယ်ရောက်နေပြီပဲဥစား။အေးအဲ့ဒီအရွယ်ရောက်နေလို့ငါပြောနေရတာကွာသူ့ရွာထဲပေးမသွားစေနဲ့နော်။အေးတခုခုဆိုရင်ငါ့ကိုချက်ချင်းအကြောင်းကြခင်းအောင် တော့အခုချက်ချင်းအခန်းထဲမှာသွားနေတော့ဖခင်ရဲ့ခက်ကြမ်းကြမ်းစကားတွေကြောင့်ခင်နောက်ပုံမူပြီးတော့ဝမ်းနဲ့လာကငိုလျက်ပင်မိမိအခန်းရှိရာစီကိုဝင်သွားခဲ့ပါတယ်ဒေါ်လာနုတယောက်ကတော့ထိုဖြစ်ပျက်တွေကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်ုံကလွဲပြီးတော့လည်းဘာမှတော့မတက်နိုင်လာပါဘူးအဲဒီလိုနဲ့ပင်ဖခင်လုံးဝသဘောမတူတဲ့ကြာကခင်နောက်တယောက်ဟာမျိုးဝင်းခေါ်ရနောက်ကိုလိုက်ခဲ့ပါတော့တယ်မျိုးဝင်းကလည်းခင်နောက်ပေါ်မှာအလွန်ဂရုစိုက်ပြီးတော့သူ့မျက်နှာတေးွာထင်ကအာကိုတကြီးလိုက်လာတဲ့ခင်နောက်ကိုမျက်နှာမငယ်အောင်ထားပါတယ်ခင်နောက်ရဲ့ဖခင်ကလည်းအလွန်ဒေါသထွက်ကခင်နောက်ကိုသမီးဖြစ်ကနေဆွန့်လွတ်တယ်လို့ရက်ရွာမှာကြင်ညာလိုက်ပါတယ် အချိန်နဲ့ဒီရေကလူကိုမဆောင်ဆိုတဲ့ဆိုယိုးစကားရှိရာမျိုးဝင်းနဲ့ခင်နှောင်းတို့ရဲ့အိမ်တော်တက်တန်းဟာတနစ်ကျော်လာခဲ့ပါပြီခင်နှောင်းမှလည်းမျိုးဝင်းနဲ့ရတဲ့ပထမဆုံးရင်သွေးလေးကိုလွှဲထားရတာလေးလာတဲ့ကိုပင်ရောက်လာခဲ့ပါပြီမျိုးဝင်းကလည်းဘာကြီးဝမ်ခွဲတော်ဆက်သူရဲ့ကောင်းမှုနဲ့သုံးရင်ကဂွဲခန်းလောက်ရှိမဲ့လေခွက်ကိုစုပတ်တဘောလောက်ကင်နေရတာကြောင့်စီးပွားရေးလေးကလည်းအတန်အတစ်ချောင်လည်လာခဲ့ပါတယ်နောက်မိမကြီးရှင်းကိုမျိုး လာပါအောင်ကွာဒီမှာကိုမျိုးဘာပါလာလဲလို့သူတို့နေထိုင်ရာခြံဝင်းလေးတဲ့ကိုအထုပ်ကလေးတထုပ်မြောက်ကဝင်လာတဲ့ကိုမျိုးကိုခင်နောက်တယောက်ပြန်ထူးရင်းနဲ့ကြိလိုက်ရာဟမ် နွမ်းနိုးတွေပါလားကိုမျိုးရဲ့ဟုတ်တယ်မိန်းမရဲ့အခုကမိန်းမစီမှာကလေးလေးလေးရှိနေပြီဆိုတော့အားရှိဖို့လိုတယ်လေအဲ့ဒါကြောင့်မလို့ခုရွာနောက်ပိုင်းကအကြီးငွေကြီးတို့အရာနေဝယ်လာတာခြံတွဲစစ်စစ်တော့မိန်းမဟောကိုမျိုးကလည်းခင်တော်တို့အဲ့ဒါကြီးမလိုပါဘူးပတ်စံသာဆုထားရအောင်လေနော်မွေးလို့ဖွားလို့ရှင်ငွေရလိုမရှင်ပူပန်စွာပြောလာတဲ့ချစ်စနီးစကားကြောင့်မျိုးဝင်းပြုံးလိုက်ခါမပူပါနဲ့မိန်းမရဲ့ယောက်ျားအလုပ်ကျိုးစားပါမယ်ကွာဒီမကြည့်နဲတဲ့ကြွက်သားတယ်မဟုတ်ဘူးရှစ်နှောင်းနဲ့ပြောလာကသူ့ရဲ့လက်မောင်းကိုပါကိုေးပြနေတယ်မျိုးဝင်းရဲ့အပြောကြောင့်ခင်တော်မှသဘောကျစွာ လိုက်ရဲမိပါတယ်။အော်ခင်ဗျာပြောမယ်ပြောမယ်နဲ့မပြောဖြစ်တာ။ရွာလေပိုင်းကဥုံးကြံအောင်တည်တယ်မလား။အင်းလေကိုမျိုးရဲ့တည်တယ်ဘာလို့လဲ ။ "तू ကပြောတယ်သူ့စီမှာနမ3កောင်ပို့နေရဲ့တဲ့။အဲ့ဒါမွေးဘက်ယူထားပါလားတဲ့။အဲ့ဒီ3កောင်မွေးဘက်ယူထားလိုက်ရင်တနစ်ကိုနွားပေါက်တကောင်တော့ရမှာတေးကြတယ်။ဖြစ်ပါမလားကိုမျိုးရဲ့နှောင်းကလည်းမပေါ်မပိုင်းနဲ့ဝိုင်းမကူနိုင်ပါဘူး။ရပါတယ်မိမရဲ့နွားလေး3កောင်နဲ့ကိုမျိုးចောင်းနိုင်ပါတယ်။ပြီးတော့ခုကလေးလေးပါရောက်လာတော့မှဆိုတော့အခုတည်းကစူးစမ်းထားရမယ်ကွာ။ကိုမျိုးလိုဘဝမျိုးတော့အဖြစ်မခံနိုင်ဘူး။အင်းမကိုမျိုးရဲ့ကိုမျိုးသဘောပါပဲနော်။ရင်နာစွာပြောလာတဲ့မျိုးဝင်းရဲ့စကားကြောင့်ခင်နှောင်းစိတ်မကောင်းဖြစ်မိကအခုချိန်ထိပြတ်သားလွန်းနေမိမိရဲ့မိဘများကြောင့်လည်းပုံမအားနာမိပါတယ်။သို့ ော်လည်းမိမိဆန္ဒလျောက်ရှောက်ခဲ့တဲ့လမ်းမလို့မိဘတွေကိုတော့ခင်နောင်အပြစ်မတင်မိပါဘူး။အဲဒီလိုနဲ့ပဲခင်နောင်တယောက်ကပထမဆုံးသမီးလေးကိုအောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါတယ်။သမီးလေးရဲ့အဖေဖြစ်နေပြီဖြစ်တဲ့မျိုးဝင်းကလည်းပျော်မဆုံးမော်မဆုံးဖြစ်နေပါတော့တယ်။သမီးလေးကလည်းမိခင်ခင်နောင်နဲ့တူကလွန်စွာမှချစ်စရာကောင်းလွန်းလာပါတယ်။သမီးလေးရဲ့နာမည်ကိုလည်းမျိုးဝင်းကိုယ်တိုင်ကဖူးပြည့်တခင်ဆိုပြီးနာမည်ပေးထားကအိမ်နာမည်ကတော့ပြပြလို့ခေါ်တွင်စေကြပါတယ်။ခင်နောင်ရဲ့မိခင်ဒေါ်လာနုကလည်းပြပြလေးမွေးပြီးကမှခင်နောင်တို့ရဲ့အိမ်ကိုယောက်ျားဖြစ်သူဦးထွန်းတော့မသိအောင်တခါတည်းရန်လာတတ်ပါတယ်။ဦးထွန်းတော့ကလည်းမာနာကို မလျှော့မန်ကိုမလျှော့မြေဦးလေးရသည်ကိုပဲမတိကျွွံ့ပြုတ်နေခဲ့ပါတယ်အဲဒါကြောင့်လဲမျိုးဝင်းမှာရောက်ကလေးဖြစ်သူဦးထွန်းတောက်ပေါ်မှာစိတ်နာကြီးနာကတနေ့ပတ်စံရှိရမယ်ဆိုပြီးတော့တေးမှတ်ထားပါတယ်အချိန်ကလဲရက်မလာလမနှစ်တို့တိုင်ခဲ့ပါပြီယခုဆိုရင်သမီးလေးပြပြဒီပြီလင်း9နှစ်ကျော်ခဲ့ပါပြီခင်နှောင်းကလဲပြပြလေးပြင်နောက်ထပ်တယောက်ကိုပါလွယ်ထားရပြန်ပါတယ်စီးပွားရေးကလဲမျိုးဝင်းရဲ့ကြိုးစားမှုကြောင့်လဲပိုင်နွားပိုင်လေးဖြစ်လာကရွှေတုံငွေစအနှဲငယ်စုဆောင်းမိလာခဲ့ပါတယ်မိမရေ ရှင်းကုန်မြို့ဒိုးတွေစုထားဆောင်ထားတာလေးတွေလည်းရှိနေပြီကွာအိမ်ကောင်းကောင်းလေးတစ်လုံးတော့ဝယ်ကြရအောင်ကွာခုအိမ်လေးကဟောင်းနေပြီကွာအိမ်ဆောက်ဖို့ကတော့မင်းလည်းမပေါ်မပိုင်းနဲ့ဆိုအဆင်ပြေမှာမဟုတ်ဘူးလေကုမျိုးကဘယ်လိုစီစဉ်ထားလို့လဲတရွာမကောင်းသူကောင်းမဖြစ်တဲ့မိမရဲ့ဒီနေရာလေးကိုရောင်းပြီးတော့ကတာမျိုးရဲ့အနောက်ဘက်ခြမ်းလမ်းစုံလမ်းကွာလေးကြားတဲ့နေရာမှာအိမ်အစ်တစ်လုံးရှိတယ်ကြားရတယ်ကွာဈေးလည်းတက်တာတယ်တဲ့မစိုးဘူးလို့တော့ပြောလို့ရတယ်ကွာအဲ့ဒီအိမ်ဝယ်လိုက်ရင်ကောင်းမလားလို့ပါ ဟုတ်ပါမလားကိုမျိုးရဲ့တေချာစုံစမ်းမအောင် တော်ကြမကောင်းတဲ့အိမ်တွေပါဖြစ်နေပါအောင်မယ်တေချာစုံစမ်းထားပါရဲ့မိမရဲ့အဆင်ပြေပါရဲကွာပြီးတော့သမီးလေးရဲ့ရှေ့ကြီးကလည်းရှိသေးရဲ့လေအဲ့ဒီအနီးနားမှာရွာကြီးတွေလည်းရှိရဲ့အဲ့ဒီကိုပြောင်းပြီးတော့အိမ်ဆိုင်လေးလည်းဖွင့်လို့ရလို့ရှိရင်ဖွင့်နေတယ်ကွာရှေ့ကြီးကိုမျောတွေးပြီးတော့ကြကြလက်ကြပြောနေတဲ့မျိုးဝင်းကိုခင်တော်ကကြည့်ကာအင်းမကိုမျိုးရဲ့ကိုမျိုးသဘောနော်ဇနီးဖြစ်သူစီကနဲ့ခွင့်ပြုချက်ရတာနဲ့မျိုးဝင်းတယောက်ဟာကျင်နဲ့ဆိုတာပြောင်းလိုက်ပါတယ်ဟဲ့အောင်မျိုးဝင်းဟုတ်မှလည်းလောက်ပါကွာအဲ့ဒီအိမ်ကြီးကမတန့်မှုတယ်ကွာလမ်းစုံလမ်းကွာကြတဲ့ပြင်အိမ်ကလည်းမတန့်တော့ ော့ပိုင်ရှင်နေတော့မနေရဲပဲနဲ့ရှော့စင်းနဲ့ရောင်းထုတ်နေတာကွာတရွာတဲ့နေငယ်ပေါင်းဖြစ်တဲ့ဝင်းဖေရဲ့စကားကိုမျိုးဝင်းတစ်ချက်မြပြုံးပြီးတော့ဟေးလမ်းစုံလမ်းကွာကြတာ ਉਹ တော့ငါသဘောကျတယ်ကွာအိမ်ဆိုင်လေးဖွင့်လို့ရတယ်လေအိမ်မတန်ဦးဆိုတာတော့ကွာစိတ်ထင်လို့နေမှာပါဟဲ့အောင်ကြည့်လို့တော့မျိုးဝင်းငါတော့တိတ်သဘောမကျဘူးကွာတခြားနေရာတကူထက်ရှာကြည့်ပါအောင်လားအရိခါမှာစင်စင်ဆဆပြောနေတဲ့တငယ်ချင်းဖြစ်သူဝင်းဖေရဲ့ပကုန်းကိုဖတ်ပြီးတော့ဒီမှာဝင်းဖေဟာအခုငါလက်ထဲမှာရှိတဲ့ငွေနဲ့ဆိုရင်အဲ့ဒီအိမ်ကငါ့အတွက်အသင့်တော်ဆုံးပဲကွာတခုပဲရှိရဲ့မင်းဒီเจ้าနေကိုငါမင်းမသိစေနဲ့နော်ဘလို့မှတားမ ရဖြစ်နေတဲ့မျိုးဝင်းကိုကြည်ပြီးတော့ဝင်းဖေတရားကခေါင်းကိုလေးတွက်စာညှိပြလိုက်ရပါတော့တယ်။အဲဒီလိုနဲ့ပဲလမ်းဆုံလမ်းကွာကြတဲ့၎င်းအင်ကြီးကိုမျိုးဝင်းတယောက်ဈေးသက်သာစွာနဲ့ဝယ်ခဲ့ပါတော့တယ်။အင်ကြီးရဲ့ပုံတရားဟာနှစ်ထပ်အင်ကြီးဖြစ်ပြီးတော့ပြင်အောင်ပြင်ခင်းဖြစ်ပါတယ်။ထို့ပြင်သုံးခန်းပတ်လည်အင်ကြီးဖြစ်တာကြောင့်ကျယ်ဝန်းတယ်လို့ဆိုနိုင်ပါတယ်။အင်ရောက်ထက်မှလည်းအေကန်းမီးဘူကန်းအပြင်ရေချိုးကန်းမှပါရှိတာကြောင့်ထိုခေတ်ထိုခါကအလွန်ခက်မီတဲ့အင်ကြီးပင်ဖြစ်ပါတယ်။မျိုးဝင်းတယောက်အင်ကြီးကိုလက်ပတ်ကြည့်ရှုကအလွန်သဘောကျနစ်သက်နေပါတယ်။အင်နောက်ဘက်မှာရှိတဲ့ခိုင်ခန့်လာတဲ့နွားတင်းကုတ်ကြီးကိုကြည့်ကငါရောက်ခမအင်ထက်တော်ခန်းနာနေပါလား ကွာအဲ့လိုမျိုးတွေးကအကျင့်နဲ့ကြီးကိုကျင့်နဲ့နေပါတယ်မိမိတို့ရဲ့အိမ်ကုတ်လေးထက်တော့အစတရာမကတာလုံးပေတယ်လို့လည်းတွေးကပျော်မဆုံးဖြစ်နေပါတယ်အဲ့လိုနဲ့ပဲမျိုးဝင်းတို့မိသားစုကအဲ့ဒီအိမ်ကြီးစီကိုပြောင်းရွှေ့လာခဲ့ပါတော့တယ်မျိုးဝင်းရဲ့တူဦးရီသောဆွေမျိုးလည်းဟုတ်ဘာကြီးဝန်းွက်လည်းတော်ဆက်သူဥပဦးရဲ့မှာကြမှုနဲ့အိမ်သက်တဲ့မင်္ဂလာပြုလုပ်ခါတန်ကားတော့သုံးမပင့်ပြီးတော့တရားနာကြမှုတွေကိုပြုလုပ်ပြီးတော့အိမ်ကိုတန်ရှင်းစေခဲ့ပါတယ်ကျယ်ဝန်းတဲ့အိမ်ကြီးတွေမှာပျော်နေရှာတဲ့သမီးလေးပြပြကိုကြည့်ပြီးတော့ကိုမျိုးဝင်းနဲ့မခင်နောင်တို့ကကျင့်တဲ့ပီတီဖြစ်နေခဲ့ရပါတယ်ကိုမျိုးဝင်းကလည်းအိမ်ဆိုင်လေးဖွင့်နိုင် မှုရေးကိုမျှော်တွေးပြီးတော့အလုပ်ကိုပိုကျိုးစားလျက်ရှိပါတယ်။ထိုအိမ်ကြီးကိုပြောင်းပြီးတော့၃လကျော်၄လလောက်ထိမြည်သည့်အနောက်ရှက်မြို့မှာမကြုံခဲ့ရတာကြောင့်မျိုးဝင်းဟာပို့ပြီးတော့စိတ်ကျဉ်နေခဲ့ရပါတယ်။ဒါပေမဲ့လည်းအဲ့ဒီအိမ်ကြီးကိုရောက်ပြီးတော့၄လခန့်ကြာမှာတော့သို့တော်လည်းအဲ့ဒီအိမ်ကြီးကိုရောက်ပြီး၄လခန့်ကြာမခင်နောင်ရဲ့ကိုဝန်ဒီလည်းနေစိလက်စိမွေးဘွားကန်ဒီအချိန်မှာတော့တိတ်ဆိတ်အေဂျင့်လျက်ရှိတဲ့အိမ်ကြီးမှာထူးခြားမှုတွေစတင်လာခဲ့ပါတော့တယ်။လူသူမရှိဘဲနဲ့အိမ်ပေါ်တက်ကနေခြေတံနေကြားလာပါတယ်။ညဘက်အချိန်ဆိုရင်စူးစူးဝါးဝါးအော်တယ်နေကြားရပါတယ်။ညနေဆောင်လာရင်တော့သမီးလေးပြပြကတယောက်တည်းစကားတွေပြောလာ ာခြင်းတခါတည်းဟန်အိမ်သားတွေအိတ်နေချိန်မှာတိမ့်တိမ့်တုံလျက်စိုးဝါလာတဲ့အနှံ့အသက်တွေရလာခြင်းစတဲ့ထူးခြားမှုတွေဟာကြက်သိမ်းထားပဲကြုံတွေ့ခဲ့ရပါတော့တယ်။အဲဒီလိုကိစ္စတွေကြောင့်မျိုးဝေးရမွေးဖွားကနေနေတဲ့ဇနီးတဲ့ခင်နှောင်းကိုစိတ်မချဖြစ်ကအလုပ်ပြက်အကင်ပြက်ပင်ဖြစ်လာပါတော့တယ်။ခင်နှောင်းရဲ့မိဘတွေစီကိုလည်းခင်နှောင်းကိုပို့ထားရန်သူ့မာနာခွင့်မပြုပါဘူး။ယခုချိန်ထိကိုတူးကိုချွန်လာခဲ့ပြီးမှဤကိစ္စကြောင့်နဲ့တော့ဥထွန်းတော့ကိုသူဒူးမထောက်ချင်ပါဘူး။အဲဒါကြောင့်မဲ့အလုပ်ပြက်ခံပြီးတော့ဇနီးတဲ့ကိုစောင့်ရှောက်ရုံမှတပါသူ့မှာရွေးချယ်စရာမရှိတော့ပါဘူး။အဲဒီလိုနဲ့တခုသောညမှာတော့တရှက်ရှက်နဲ့ကြားနေရတဲ့ခြေ တန်တစ်ခုကြောင့်မျိုးဝင် အိတ်နေရာကနေလန်နိုးလာခဲ့ပါတယ်။ဘေးနားကဇနီးကိုကြိလိုက်တော့ပက်လက်အနေထားနဲ့နှစ်ချိုက်စွာအိမ်မောကျနေတာကိုတွေ့ရပါတယ်။ဇနီးရဲ့ဘေးမှာကြည့်မိတော့ကိုကိုလေးအိတ်နေတဲ့သမီးဖြစ်သူပြည့်ပြည့်ကိုလည်းတွေ့ရပါတယ်။အဲလိုဆိုလျင်ကြားနေရတဲ့ခြေတန်ကဘသူဖြစ်မလဲ။မျိုးဝင်တွေးကဓမီကိုင်လည်းအခန်းပြင်ကိုထွက်လာခဲ့ပါတယ်။၎င်းတို့မိသားစုကအိမ်ကြီးရဲ့အပေါ်တဲ့အနောက်ခန်းထဲမှာစုအိတ်ကြပါတယ်။အဲဒီချိန်မှာပဲကြားနေရတဲ့ဒေါက်တာဒေါက်တာဆိုတဲ့ခြေတန်ဟာလေကားကိုရောက်ရှိလာပြီးတော့အောက်ထပ်ကိုဆင်းသွားတဲ့ပုံဖြစ်တာကြောင့်မျိုးဝင်လေကားစီကိုဓမီတက်လက်ကင်ပြီးတော့လှမ်းလာခဲ့လိုက်ပါတယ်။လေကားထိ းကိုရောက်ရာဓာမီကိုချက်ချင်းဖွင့်မကြည့်သေးပဲအခြေအနေကိုအကဲခတ်ကြည့်လိုက်ပါတယ်။မိန်ပြပြအလင်းရောင်နဲ့လေကားတက်ခုံပေါ်မှာလူရိပ်တရိပ်ကိုတွေ့လျရပါတယ်။အနေထားကတော့မျိုးဝင်းဘက်ကိုကြောပိလျက်ရှိနေပါတယ်။အဲဒီလိုကြောပိထားပေမဲ့လည်းနှွေနှောင်းနဲ့ကိုနေဟန်သားကြောင့်ဒါဟာအမျိုးသမီးတယောက်ဖြစ်မယ်ဆိုပြီးတော့မျိုးဝင်းကခံမှန်းလိုက်ပါတယ်။သိကျင်တဲ့ဇော်နဲ့သူသရွေးတစ်ချက်မျိုးချပြီးတော့ဓာမီနဲ့လန်းထိုးလိုက်ပါတယ်။အဲဒီအခါမှာသူနှစ်ဖူးကနေချွေးရပင်တပတ်ပေါက်စီးကြလာခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့အဲဒီမျိုးသမီးကကိုဝန်တဲ့တူဖြစ်ပုံရပြီးတော့ဝှက်ထားတဲ့အင်ကြီးကလည်းသူဇနီးခင်နှောင်းရဲ့ဝတ်စုံပဲဖြစ်နေပါတယ်။ ။အဲဒီလိုကြည့်နေရင်လည်းမျိုးဝင်းတယောက်အာကောင်နဲ့၆လကမူးဝေတယ်လို့ရှိလာခဲ့ပါတယ်။အဲဒီချိန်မှာပဲရုတ်တရက်လှဲ့လာတဲ့အဲဒီအမျိုးသမီးရဲ့မျက်နှာကိုကြည့်မိကမျိုးဝင်းတယောက်ငဲတန်းပေါင်းအော်မိရင်လည်းလူလဲကျမ်းမြင်မော်ဖင်တန်ရက်သာကြာသွားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့လဲကြည့်လာတဲ့အဲဒီအမျိုးသမီးရဲ့မျက်နှာဟာသူ့ရဲ့ဇနီးဖြစ်သူခင်နောင်ရဲ့မျက်နှာနဲ့ချွတ်ချွတ်တူနေတဲ့ပြင်မျက်နှာမှာလည်းသွေးတွေပေပွားနေပြီးတော့ဝမ်မိုက်ထဲမှာလည်းသွေးများမြင်မကောင်းအောင်စီးကျနေတာကြောင့်ဖြစ်ပါတယ်။ကုမျိုးကုမျိုး ။ဘာဖြစ်တာလဲကိုမျိုးရဲ့ထပါအောင်။ဇနီးတဲ့ခင်တော်ရဲ့အတန်ကိုကြားရတော့မှမျိုးဝင်အသိစိတ်ဝင်ကအိမ်မက်ဖြစ်နေကြောင်းသိရပါတယ်။မိမမိမ မင်းမင်းဘာမှမဖြစ်ဘူးနော်ခင်နောင်ရဲ့မျက်နာတို့ပုတ်တက်ကြည့်ရင်လည်းစိုးရင်တကြီးမင်းနေတဲ့မျိုးဝင်းကိုကြည့်ကခင်နောင်ပြုံးပြလေဘာမှမဖြစ်ပါဘူးကိုမျိုးရဲ့အိမ်မက်ဆိုးတွေမှတ်နေရလားရော့ရော့ရေလေးတစ်ခွက်တောက်လိုက်အောင်နော်ပြီးရင်တော့ပြန်အိပ်လိုက်နော်မနှက်ကြရဲ့အလုပ်သွားအောင်မမလားဇနီးဖြစ်သူကမ်းပေးလာတဲ့ရေတစ်ခွက်ကိုကရုံကရင်နဲ့လမ်းယူပြီးတော့မျိုးဝင်းတစ်ယောက်ကအားရပါရတောက်ချလိုက်ပါတယ်အရင်းညတညလုံးမိုးလင်းတဲ့ဒီမျိုးဝင်းတစ်ယောက်ကတော့အိပ်မပြောတော့ပါဘူးအိမ်မက်ထဲမှာတွေ့ကြရတဲ့အမျိုးသမီးကြောင့်ခင်နောင်ကိုသူစိတ်မချဖြစ်နေပါတော့တယ်အဲဒါကြောင့်မဲမနှက်လည်းအလုပ်မသွားတော့ဘူးဆိုပြီးဆုံးဖြတ်လိုက်ပါတယ်အရင်းဖြစ်ပျက်တွေဖြစ်ပေါ်ပြီး၃-၄ရက်ခန့် န့်ကြာတဲ့အချိန်မှာတော့မျိုးဝင်းကအဲ့ဒီအိမ်မက်ကိုမိမိပြပြရှိနေလေတာကြောင့်လေတော့ကိုထွက်လာခဲ့ပါတော့တယ်ဒီနေ့တော့အလုံစောစောတိတ်မယ်ဆိုပြီးတော့မျိုးဝင်းတယောက်တွေးထားပါတယ်ညနေစောင်းမိဖြစ်တာကြောင့်လှုပ်လက်ဆလှုပ်တွေကိုလက်ဆတက်ပြီးတော့မျိုးဝင်းကအိမ်ပြန်ခဲ့ပါတော့တယ်အိမ်ကိုရောက်တဲ့အခါမှာတော့အိမ်ရှိမှရက်ဆောင်နေတဲ့ဇနီးတွေကိုတွေ့မှမျိုးဝင်းစိတ်အေးသွားခဲ့ပါတယ်မိတို့ပင်ဆိုစေယခုလိုအချိန်မျိုးသူဇနီးနားမှာမိန်းကလေးအဖော်တယောက်လောက်တော့ထားမယ်ဆိုပြီးသူတွေးထားပါတယ်ကိုမျိုးဒီနေ့လေညနေစောင်းလောက်ကဘိုင်နဲ့နဲ့နားရဲ့တိလားပြီးတော့အထက်ကကလေးကတော်တော်လေးလှုပ်တယ်တော့ဒီနေ့များမွေးမလားမသိဘူး ရောက်ရောက်ချင်းပြောပြနေတဲ့ဇနီးတဲ့စကားကြောင့်သူမျက်လုံးပြူးသွားခဲ့ပါတယ် ဟုတ်ပါတယ်မွေးဖွားဖို့ဆိုရင်လက်တယ်လိုပါတယ်အရင်ပြစ်ပြစ်လေးတုန်းကရွာထဲမှာလက်တယ်ခေါ်ရတာအဆင်ပြေပေမဲ့ယခုနေရာကတော့ရွာနဲ့အတန်ငယ်ဝေးလာပါတယ်အဲဒါကြောင့်မဲလက်တယ်ကိုလည်းကြိုခေါ်ထားမှအဆင်ပြေမယ်ဆိုပြီးတွေးကဟုတ်လားမိမဒါဆိုလက်တယ်ကိုကြိုခေါ်ထားမှဖြစ်မှာပေါ့အခုပဲသွားခေါ်လိုက်မယ်လေဟာနေပါစေကိုမျိုးရဲ့မမွေးပြစ်လို့ရှိရင်အားနာစရာကြီးပြီးတော့ညနေလဲစောင်းနေပြီဥစ္စာကြီးရောမနေ့ပြန်မနေ့မှကိုမျိုးဘာကြီးရောလက်တယ်ဒေါ်ဖွားကြီးကိုသွားခေါ်ထားပေးလေနော်ကဲကဲအဲ့ဆိုလို့ရှိရင်လည်းမိမလေးသဘောပါဗျာနော်ဒါနဲ့ပြစ်ပြစ်လေးရော ။အော်ဟိုဘက်ခြံတော့မှာစော့နေတမီးရ။အင်းနောက်နေ့ဆိုရင်တော့ပြပြလေးကိုကြောင်းထားရတော့မယ်ကွာ။ဟုတ်ပါကိုမျိုးရဲ့အချိန်ကြီးကလည်းမနေတော့ဘူးနော်။ အခုချိန်အမေသာဘေးနားမှာရှင်ကောက်ပါပဲပြောရင်လည်းစကားသံတိမ်ဝင်သွားတဲ့ဇနီးတွေကိုကြည်ကမျိုးဝင်စိတ်မကောင်းဖြစ်မိပါတယ်ရောက်ကလေးကြီးလောက်စိတ်သဘောရမကျန်တော့ရောက်ခမကြီးဒေါ်လာနှုတ်ကိုတော့သူယူသေးလေးစားပါတယ်ပြပြလေးငငယ်သူ့ဘာကြီးရဲ့ရွာမှာနေထိုင်စဉ်ကဟိုဘက်ရွာဒီဘက်ရွာတိတ်မဝေးတဲ့ခီးကြောင်ဒေါ်လာနှုတ်တယောက်တစ်ခါတည်းရန်ရောက်လာတတ်ပေမဲ့ယခုနေရာမှာတော့လာဖို့ခီးကအတော်အသင့်ဝေးတာမို့လို့ရောက်မလာခဲ့တော့ပါခင်မုန်းဖြစ်သူကိုကြောက်တာကြောင့်လည်းဖြစ်မဲ့ထင်ပါတယ်အရင်နေ့ညကညနေစာစားတော့ကြကစောစီးစွာပင်သူတို့အိတ်ရဝင်ခဲ့ကြပါတယ်ညသက်ကောင်လောက်အချိန်မှာတော့အာ ာကိုမျိုးကိုမျိုးထပါအောင်ကိုမျိုးရဲ့ဒီမှာကျမဘိုင်ရန်နာနေလို့တော့မွေးတော့မယ်ထင်တယ်မျက်နှာကြီးရှုံးမဲ့စွာနဲ့သူ့ကိုလုံနိုးကပြောဆိုနေတဲ့ဇနီးစကားကြောင့်မျိုးဝင်းကြပြကြရထလိုက်ခါဟမ်ဟုတ်လားမိမအာဒုက္ခပဲကွာဒီချိန်လက်တွေကိုဗမာသွားခေါ်ရမှာလဲလက်လက်တွေကိုခေါ်တာခဏထားပါအောင်ကိုမျိုးရဲ့ဟိုဟိုမှာဘသူတွေလဲမသိဘူးကျမလာခေါ်နေကြတယ်အာအာ အဲ့ရတဲ့လူလိမ့်ကအပေါဝါကိုလက်ညှိုးထိုးပြီးတော့ပြောနေတဲ့ဇနီးတဲ့ကိုကြည်ကမျိုးဝင်စိုးရိမ်မိသွားပါတယ်ခင်ခင်တော့လိုက်မသွားနဲ့နော်လုံးဝမလိုက်သွားမိစေနဲ့ဒီမှာကြည်ပါအောင်ခင်တော့ရယ်တမီးလေးပြပြလဲငုံနေလက်တယ်ရအောင်သွားခေါ်လိုက်မယ်လေနော်ခင်တော့ခဏလေးပဲစောင့်နော်မသွားနဲ့နော်ဘယ်ဟုတ်မှမသွားနဲ့နော်ခင်တော့မသွားပါနဲ့ကိုမျိုးရယ်ခင်တော့ကြောက်လို့ပါဘေးမှာလဲသူတို့တွေကအများကြီးရှင်ကျမမလိုက်ချင်ဘူး ကိုမျိုးရဲ့ကျွန်မမလိုက်ချင်ဘူးငိုယိုပြီးတော့ပြောနေရှာတယ်ဇနီးတဲ့ကိုကြည့်ပြီးတော့မျိုးဝင်းဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါသူနဲ့သမီးလေးပြပြတာရှိတာကိုတွေ့ရပါတယ်ပြပြလေးကလည်းမိခင်ရဲ့အဖြစ်ကိုကြည့်ပြီးတော့ငိုယိုလေးရဲ့ဖေ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 အမေကဘာဖြစ်တာလဲအမေကိုစေးစရာ ခေါ်မပြဘူးလားအမေအမေစေးစရာကောင်းမပြဘူးလားဖေဖေရဲ့။တမီးလေးပြပြရဲ့အမေကိုသူမပြေနိုင်ပါဘူး။သူအခုချက်ချင်းပြေးသွားကြပါလေ။သို့တော်လည်းဇနီးနဲ့တမီးကိုစိတ်ကလည်းမချပါဘူး။ကိုကိုမျိုး ကျမသွားရတော့မယ်ထင်တယ်။ကျမကိုအတင်းလာခေါ်နေကြပြီရှင်။ဟာခင်းတော့မိမမင်းမလိုက်သွားအောင်နော်။မင်းဘာတွေပြောနေရလဲကွာ။မင်းမလိုက်သွားအောင်နော်။ဘယ်ဟုတ်မှမလိုက်သွားအောင်နော်။သူအတန်တန်ပြောနေတဲ့ကြားကစုပ်ကင်ထားတဲ့ခင်းနှောင်းရဲ့လက်တွေကပြော့ခွေကျသွားခဲ့ပါတယ်။သူ့ရင်ထဲမှာထိတ်ခနဲဖြစ်သွားပါတယ်။ခင်းနှောင်းခင်းနှောင်းမဖြစ်အောင်နော်။အဲ့လိုအဲ့လိုအဲ့လိုမဖြစ်အောင်နော်ခင်းနှောင်းခင်းနှောင်းခင်းနှောင်း ခင်တော်ကိုခေါ်နေလေခင်တော်ရဲ့သူ့ရဲ့မျက်ဝန်းတို့ကမျက်ရည်များစီးကျလာပြီးတော့ငြိမ်သက်သွားကာခင်နှောင်းကိုလေးကိုပွေ့ယူဆွဲထုတ်လိုက်တဲ့အခါမိမကိုကနေသွေးများစီးကျနေတော့တွေ့ရပါတယ်ထိုသွေးတွေကိုမြင်ကသူစိတ်တွေလွတ်သွားခဲ့ရပါတယ်မဟုတ်ဘူးမဟုတ်ဘူးခင်တော်ခင်တော်မသေးရဘူးကွာခင်တော်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  ပင်မန်းလို့ခဏလေးအိတ်သွားမလားဟမ်တုံတုံကြီးနဲ့တတွတ်ပြောနေတဲ့သူ့ရဲ့နားထဲမှာအတန်တတန်ကြားလာကြောင်လဲကြည့်လိုက်တဲ့အခါအခန်းထောက်မှာရက်ကြည့်နေတဲ့အမျိုးသမီးတယောက်ကိုတွေ့ရပါတယ်အဲဒီအမျိုးသမီးရဲ့ရုပ်ရည်ကလွန်စွာဆက်စုပ်ယွန်းရှာပွဲကောင်းပြီးတော့သူတို့ဖြစ်ကိုကြည့်ကကျင်းက်ပီတီဖြစ်နေရန်ရှိပါတယ်မျိုးဝင်းကလည်းအလွန်စိတ်တူသွားခဲ့ပါတယ်ခင်နောင်းကိုခေါ်တာသူပဲဖြစ်ရမယ်တွေ့ကြသေးတာပေါ့ကွာအဲ့လိုမျိုးတွေ့ကခင်နောင်းကိုလေးကိုခြာကထေရန်မှာထိုးထားတဲ့ငက်ကြီးတောင်ထားကိုဆွဲယူလိုက်ပါတယ်ခင်နောင်းကိုပြန်ပေးစမ်း ငါမိမောင်ငါ့ကိုပြန်ပေးစမ်းမျိုးဝင်းတယောက်ပြောလဲပြောစိတ်လဲလွတ်ကမမဲမြင်ရလိုက်ခုတ်ပါတော့တယ်သို့တော်လဲသူ့ရဲ့ခုတ်ချက်တွေကအဲ့ဒီအမျိုးသမီးကိုမထိပါဘူးလေးရနယ်ကိုသာခုတ်မိနေပါတယ်အချိန်တော်တော်ကြာတဲ့ခါမှာလေးရနယ်ကိုသာလိုက်ခုတ်နေတဲ့မျိုးဝင်းတယောက်ဟာလက်ပန်းကျလာခဲ့ပါတယ်အဲ့ဒါကြောင့်ပဲခဏရက်ကအမောဖြစ်နေစီမှာပဲရုတ်တရက်အသိစိတ်ပြောင်းဝင်လာခဲ့ပါတယ်သမီးလေးသမီးလေးပြည့်ပြည့်သူလန်သွားခဲ့ပါတယ်အသိစိတ်ဝင်မှာသမီးလေးကိုရှာကြည့်ရအခန်းနောက်တနေရာမှာဓာတ်တန်ရာတွေဘလဘွားနဲ့ရုပ်ပြက်စင်ပြက်တည်ဆုံးနေတဲ့သမီးလေးကိုတွေ့လိုက်ရပါတယ်ဟာ हा मबू हा मबू तुमिले हा हा तुम्ही သမီးလေးကိုယဉ်နှင်းစွာပွေ့ယူရင်လည်းမျိုးဝင်းတယောက်ယူသွားပါတော့တယ်အဲဒီနောက်မှာတော့မမဲမြင်ရလိုက်ခုံရင်လည်းဓာတလက်ကင်ကအိမ်ရောက်ထက်ကိုပြေးစင်းလာလေရလေကားမှာပင်ချော်ကြပြီးတော့လက်ထဲမှာကင်ထားတဲ့ဓာဟာမျိုးဝင်းရဲ့ဝမ်ပိုက်ကိုထုတ်ချင်းပေါက်သွားခဲ့ပါတယ်နောက်တနေ့မနက်မှာတော့အိမ်မက်တွေမကောင်းတာကြောင့်တူဖြစ်သူမျိုးဝင်းရဲ့အိမ်ကိုရောက်လာတော့ဥပဟုတယောက်ထိုဖြစ်ပျက်တွေကိုမျက်ဝါးထင်ထင်တွေ့လေမှာယွန်ကျိုးမရဖြစ်ကယောက်ျားကြီးတဲ့မဲ့ချုံမွဲချငုံမိပါတော့တယ်အတုပအစီစဉ်ကိုဥပဟုဦးဆောင်ကကာလာသားတချို့နဲ့နီးစပ်ရာတုတ်တံမှာနေချင်းတကြူခဲ့ရပါတယ်အဲဒီချိန်ကဥပဟုတက်ဟာ၄၀ ကျော်မြတာရှိသေးပေမဲ့လည်းအလုတ်ကျိုးစားကရိုးသားတဲ့တူဖြစ်သူမျိုးဝင်းပေါ်မှာယုံကြည်ကတလားလျင်တစ်ခေါက်မြတော့တူဖြစ်သူအိမ်ကိုမရောက်လာခဲ့ပါဘူးအိမ်တက်မင်္ဂလာပြုလုပ်တဲ့အချိန်တုန်းကသာလင်တစ်ခါမှရောက်ဘူးခဲ့ပါတယ်အဲဒီအချိန်တုန်းကသူကလည်းပြည်စုံလာတာမဟုတ်တာကြောင့်ကို့ပူနဲ့ကို့မူလုံးချလိုက်နေခဲ့ပါတယ်မျိုးဝင်းတို့ကိုတကြိုပြီးတဲ့ညမှာတော့ဥပဥစီကိုမျိုးဝင်းတယောက်ညှို့ငယ်စွာနဲ့ရောက်ရှိလာခဲ့ပြီးတော့သူတို့မိသားစုကမိသားစုလိုက်လူစားလဲခံရခြင်းဖြစ်တဲ့ကြောင့်ယခုမှတော့အဲဒီအိမ်ကြီးမှာပဲဆင်းရဲစွာနေထိုင်ရကြောင်းသူတို့တွေကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးပြီးတော့အမြပေးဝေပေးပါဆိုပြီးတော့ပြောဆိုကပျောက်ကွယ်သွားခဲ့ပါတယ် ်အဲဒီခါကျမှဥပဥကလည်းအိယာကနေလန်နိုးလာပြီးတော့အိမ်မက်ဖြစ်နေကြောင်းသိရှိခဲ့ရပြီးတော့တူမောင်တို့မိသားစုအဖြစ်ဆိုးအတွက်သူ့မှာလည်းအပြစ်မကင်းတယ်လို့ခံစားရကများစွာစိတ်မကောင်းဖြစ်နေမိပါတော့တယ်အဲဒီလိုမျိုးအိမ်မက်လာပေးပြီးတဲ့နောက်မှာတော့ဥပဥတယောက်တူတော်ဆက်သူမျိုးဝင်းတို့မိသားစုကိုရည်စူးကတန်ဃာတော်တွေကိုပင့်ဖိတ်အမြဝေခဲ့ပါတယ်အဲဒီနောက်မှာတော့သူတို့မိသားစုကကျွတ်လွတ်သွားတာလားဒိုဒီမဟုတ်ဘယ်ရောက်သွားတယ်မသိဥပဥကအိမ်မက်လာမပေးတော့ပါဘူးမိတို့ဝင်စိုးစီကမူ၎င်းအိမ်ကြီးမှာတော့အဲဒီအဖြစ်ပြက်တွေဖြစ်ပွားခဲ့ပြီးနောက်မှာတော့ဘသူကမှနေထိုင်ခဲ့ခြင်းမရှိတော့ဘဲနဲ့အိမ်ကိုအိမ်ဟောင်းကြီးဖြစ်ကိုရောက်ရှိခဲ့ ပါတော့တယ်မခင်နောင်တို့ရဲ့မိဘတွေကလည်းတမီးဖြစ်သူရဲ့ဖြစ်စိုးကိုကြားသိရကလွန်စွာစိတ်မကောင်းဖြစ်လျက်ပိုင်ဆိုင်တဲ့လေယာစီးစိမ်တို့ကိုထုခွဲရောင်းချပြီးတော့မခင်နောင်တို့ကိုရည်စူးပြီးတော့အလူကြီးပြုတ်လောက်ကအခြားရက်တို့အပိတိုင်ပျောက်ရွှတ်သွားပါတော့တယ်ဇလန်လေးကတော့ဒီမှာနေမဲ့ပြီးဆုံးသွားခဲ့ပါပြီဇလန်လေးကိုစောနေဒီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမျိုးတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်